ညီမင်းခိုင်ကအရင်တုန်းကတော့ဘယ်လိုပြောရမလဲဒီဒေါသကြီးတဲ့ထဲမှာပါတယ်ပြီးတော့စိတ်တူလွယ်တဲ့ထဲမှာပါတယ်စိတ်မြန်တာပေါ့အဲနောက်ပိုင်းမှာပြက်လာတယ်ဆိုတော့နည်းနည်းကိုယ့်ကိုယ်ကိုပြန်ပြီးတော့တတိနဲ့ဆင်ကျင်တယ်အဲဒါကတော့အလေးအကျဉ်းလိုတာပေါ့နော်အဲတဖြည်းဖြည်းတော့အခုနောက်ပိုင်းတော့တဖြည်းဖြည်းညော့လာပါတယ်အသက်အရွယ်ကလည်းဘာဖြစ်ဖြစ်သူ့အတိုင်းတိုင်းနဲ့သူတစ်ခုခုအရွယ်တစ်ခုရောက်လာတယ်ဆိုတော့ဒီလောကဒဏ်တွေကိုတည်တည်ငြိမ်ငြိမ်နဲ့ပြတ်တန်းနိုင်အောင်တော့ရင်ဆိုင်ဖို့ စ조사ထားတယ်အချစ်လောကဒဏ်ကိုလည်းကြုံဘူးတယ်အလွမ်းလောကဒဏ်ကိုလည်းကြုံဘူးတယ်ဝေဒနာတွေကိုလည်းဒရယ်ဆက်ရဘူးတယ် အဲဒီဂျင်းလေးကကျွန်တော်တို့ဒီတခြားရုပ်ရှင်ကားတွေလို့ဒီတည်ပြီးတော့ရေးရတဲ့တချင်မဟုတ်ဘူးထွက်ပြီးသားတွေကယူသုံးထားတဲ့ချင်းလေးပေါ့နော်ဂရိုက်တာကလည်းကိုနဲ့အရင်အရင်ကတည်းကညီကိုလို့ခင်မင်းရင်းနေကြတယ်ဆိုတော့ဟိုတော့ထုတ်လို့သူကလည်းကိုအောင်ကလည်းကိုရောလေးပေါ့အဲသူကလည်းဒီချင်းလေးကိုကြိုက်တယ်ဆိုတော့ဇက်နဲ့လည်းအဝင်ငွေချဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒါလိုနှစ်ပုတ်ပါပါတယ်ဒီငွေချင်းအတွက်ရယ်နောက်ပြီးဟိုပထမဆုံးကျွန်တော်ဟို2000 စနစ်ကပထမဆုံးထွက်ခဲ့တဲ့လက်ခံမလာစီးရီတွေကဒီချင်းမင်းလူများဆိုတဲ့ချင်းလေးတပုတ်ပေါ့နော်နှစ်ပုတ်ပါဟုတ်ဟုတ်တယ်ဒါပထမဆုံးနောက်ပြီးကိုဆိုတာလည်းကိုဆိုတာလည်းပါလာဒါပထမဆုံးပဲဇက်ဝင်တွေရေးပြီးတော့ဇက်ဝင်တွေဆိုတဲ့အချင်းမဟုတ်ဘူးလေဆိုတော့ဒီဇက်လန်းနဲ့ကအဲ့ဒရိုက်တာတို့ဒီထုတ်လုပ်သူတွေကဒီဇက်လန်းနဲ့အဝင်ကွန်ကြဖြစ်လို့ဒီချင်းလေးကိုယူသုံးဖြစ်တယ်လို့ပဲထင်ပါတယ်ဟုတ်လိုက်ဖမ်းမှုရှိတာမရှိတာကတော့ကျွန်တော်တို့ဒီ မင်းသားတွေကတော့တော်တော်များများတော့ဟိုပြောမယ်ဆိုရင်တော့ဒီ play back ဆိုတာများတာ哦ဆိုတော့ဒီရုပ်ရှင်ဘက်ကဟိုဒီဇက်ဝင်တွေအနေနဲ့ကကြတော့သူကဇက်ဝင်တွေဆိုတာကဟိုဒီဇက်လန်းတွေကိုကြည်ရင်ကြည်ရင်နဲ့အစကနေမျောပြီးတော့ပါသွားတဲ့အချိန်မှာသူကဇက်ဝင်သွားတာပေါ့ဇက်ဝင်သွားတဲ့အတွက်ကြောင့်ဒီ light pad မှုရှိသွားတဲ့ပုံစံမျိုးလေးဖြစ်သွားတာပေါ့ဟောနောက်ပြီးဟိုကလည်းပါမှာပါကာဇက်ကားလည်း log တန်ဆိုတော့လေ ဇက်ကားလည်းလောကဒန်ဆိုတော့အဲလောကဒန်တရားကိုဟိုယေရှုယဉ်ညွန်းထားတဲ့တခြင်းလေးကလည်းဟိုလောကဒန်တရားကိုယဉ်ညွန်းထားတဲ့ခြင်းလေးလည်းဖြစ်နေတော့အဲ့ဒါလည်းတိုက်ဆိုင်လို့ယူသုံးဖြစ်တာဖြစ်မှာပါလောကဒန်ကတော့ကျွန်တော်တို့ဒီတက်ချီတော်ဝါတိုင်းတက်ချီလူသားတိုင်းအဲဒါကြုံတွေ့ရတဲ့အရာပဲလေကျွန်တော်အဲလောကဒန်နေကြုံလာတဲ့အခါအဆိုးပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်အကောင်းလဲလောကဒဏ်ပဲအဆိုးလဲလောကဒဏ်ပဲစိတ်ချမ်းသာမှုလဲလောကဒဏ်ပဲစိတ်ဆင်းရဲမှုလဲလောကဒဏ်ပဲဆိုတော့ဒီလောကဒဏ်တွေကို ဟိုအရင်ပျော်စရာ တွေတွေ့တဲ့အချိန်မှာလည်းပုံမှန်တည်တည်ငြိမ်ငြိမ်နဲ့ပျော်တတ်အောင်အရင်ဝန်းနေစရာတွေကြုံရတဲ့အချိန်ဒုက္ခတွေရောက်တဲ့အချိန်မှာလည်းတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်နိုင်အောင်ဆိုတော့ဒီလောကတရားတွေကိုဟိုတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်တတ်ဖို့လိုတာပေါ့ဆိုတော့ဒီအဲဘယ်လိုပြောရမလဲဒီဇက်လန်လေးမှာလည်းကိုကမကြည့်ရသေးတော့အခုမှကြည့်မယ်ဆိုတော့အဲသူတို့ဘလိုစိတ်အင်တွေဖွဲထားလဲဒါပေမဲ့ဇက်ကားနာမည်ကတော့လောကတန်ဆိုတော့အဲကျွန်တော်တို့လူသားတွေနဲ့ နည်းနည်းတိုက်ဆိုင်နေမယ်လို့တော့ထင်တာပေါ့နော်ဟုတ်ကျွန်တော်တို့အရင်ဟိုဟာကိုသားကြီးတို့ခစ်တို့လို့ရောက်သွားတာပေါ့အဲကိုသားကြီးတို့ကိုလွေမိုးတို့ခစ်တို့ကဆိုရင်အောင်မင်းမိသားချင်းတို့တုံးတယ်လေအဲ့ဒီရှေ့မှာကြတော့ကျွန်တော်တို့ဟိုဇက်ဝင်ဒီဇက်နဲ့လိုက်မဲ့ဟာကိုဖန်တီးကြတယ်အဲကျွန်တော်တို့ငွေကျွန်တော်တို့ဖြတ်သန်းလာတယ်ကျွန်တော်အသက်နဲ့မိတဲ့အရွယ်ကြတော့အဲအောင်မြင်ပြီးသားချင်းတွေကိုလိုက်ဖဲမဲ့ချင်းတွေကိုတုံးကြတယ်ပေါ့နော်ဆိုတော့ဒီ2010နောက်ပိုင်းတော့2010 2015နောက်ပိုင်းကိုပို့ပြီးတော့ဒီ ဇက်ကိုတည်ပြီးတော့ပြန်ပြီးတော့တစ်ဖက်ပြန်လဲလာတာပေါ့ဇက်ကိုပြန်ပြီးတော့တည်ပြီးတော့ရေးတဲ့ချင်းလေးတွေပေါ်လာတာပေါ့ကိုကိုတန်ကမွေးကလေးကလောကတန်နဲ့တုံးလာညီမင်းခိုင်ကအရင်တော့ကတော့ဘယ်လိုပြောရမလဲဒီဒေါသကြီးတဲ့အထဲမှာပါတယ်ပြီးတော့စိတ်တူလွယ်တဲ့အထဲမှာပါတယ်စိတ်မြန်တာပေါ့အဲနောက်ပိုင်းမှာပြက်လာတယ်ဆိုတော့နည်းနည်းကိုကိုကိုပြန်ပြီးတော့တတိနဲ့ဆင်ကျင်တယ်အဲဒါကတော့အလေးအကျဉ်းလိုတာပေါ့နော် အဲတဖြည်းဖြည်းတော့အခုနောက်ပိုင်းတော့တဖြည်းဖြည်းယော့လာပါတယ်အသက်အရွယ်ကလည်းဘာဖြစ်ဖြစ်သူ့အတိုင်းတာနဲ့သူတခုခုအရွယ်တခုယောက်လာတယ်ဆိုတော့ဒီလောကဒဏ်တွေကိုတည်တည်ကျဉ်ကျဉ်နဲ့ဖျက်ဆီးနိုင်အောင်တော့ဂျင်းဆိုင်ဖို့စ조사ထားတယ်ဂီတကလူငယ်တွေကိုအဓိကဥတည်တာကိုလူငယ်တွေဟိုအမတို့အသက်အရွယ်ဆိုရင်တိတ်မခံစားတော့ဘူးလေဒါလူငယ်တွေကိုဥတည်တဲ့အချိန်မှာလူငယ်တွေရဲ့လူငယ်တွေကအရင်ခံစားမှုလွယ်တယ်လေငယ်တဲ့သူတွေကခံစားမှုလွယ်တယ်ထိချလွယ်တယ်ဆိုတော့ဒါတွေကိုကိုတွေက ဒီဖန်တီးတဲ့လူအနေနဲ့ဒါကိုဟိုတူတူနဲ့အဝင်ဝင်ကြဖြစ်အောင်ဟိုထိချအောင်ကိုတွေကတော့စ조사ပြီးကြီးရတာပေါ့စ조사ပြီးဖန်တီးရတာပေါ့အချစ်လောကဒဏ်ကိုလည်းကြုံဘူးတယ်အလွမ်းလောကဒဏ်ကိုလည်းကြုံဘူးတယ်ဝေဒနာတွေကိုလည်းဒရဆက်ရဘူးတယ်ဘုန်းကြီးတော့အေးပေါ့အချိန်တန်ရင်တော့တနေ့တော့ဝတ်ဖြစ်မှာပေါ့တကယ်ချင်းတန်ရောစင်တော့ကျွန်တော်ကတန်ရောစင်တွေကိုတော့ဟိုပြောပြောရရင်တော့ စကြီးစကြီးပြောတယ်လို့ထင်မှာကြောက်လို့တင်ကုန်းဆိုင်တို့တော့တက်နေဆုံးဟိုဟိုမပူလောင်ထိမ့်သိမ့်နေအဲ့လိုပဲပြောရမှာပေါ့